အားလုံးမင်္ဂလာပါ Four Friends ပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ဒီဒီကနေ့ညမှာဆွေးညွှန်ပွဲနေ့ပွဲစဉ်ဖြစ်တဲ့ကျွန်တော်တို့ဒီ Man City နဲ့ Arsenal ကကစားမယ်ဒီဘောကပြမယ်ဆို Man City ရဲ့အကောင်မှာကြံမယ်အညာတန်တာကောင်မှာကြံမယ်တကယ်မှအရေးကြီးတဲ့ပွဲစဉ်ဖြစ်တဲ့အရေးချက်မှာဆိုရင်ဒီပွဲသူနဲ့ပွဲချုပ်ဖြစ်တဲ့ဘာလို့လဲဆိုရင်တော့လမ်းကျွန်တော်တို့ပတ်မှာဆိုရင် Man City ရဲ့ပြင်းတဲ့သူနဲ့မရှိဘူး Africa သူနဲ့ကြံမယ်ဒီညမှာဆိုရင်ဂျာကသူနဲ့ပွဲချုပ်သူနဲ့ကြံမယ် ဒီနေ့မလည်းကစောပါကငါကကျွန်တော်ပရီးမီယံလိဘောစင်ဖြစ်တဲ့ကျွန်တော်ဒီအာစပါနဲ့ကျွန်တော်စပါနဲ့ကျွန်တော်ဖော်နက်ဘောမှာစပါကတူနေနဲ့ရှုံးခဲ့တယ်အာဖော်ကတူနေနဲ့ရှုံးခဲ့တယ်ဒီညမှာဆိုကျွန်တော်ဒီဖော်ကတူနေနဲ့မွေးရရှိခဲ့တယ်ကြောင့်မဲ့ဆိုကျွန်တော်ဒီအပေါ်မှာဆိုကျွန်တော်ကအာဖော်ကိုကျွန်တော်ဒီအားပေးခဲ့တာဒါမှမဟုတ်ကျွန်တော်စင်သမားရဲ့တည့်အတိုင်းပဲစပါအတည့်အတိုင်းပဲအာရှုံးပေးခဲ့တယ်။တချို့ချမှာဆိုကျွန်တော်တို့ဒီအာဖော်ကသူနဲ့အစလုံးသူနဲ့ပြန်လက်သွားခဲ့ပြီ။ဒီနေရာမှာဆိုကျွန်တော်တို့မန်စီသူနဲ့အစင်ကသူနဲ့ဆင်ပေးလိုက်ရတယ်။တချို့ချမှာဆိုမန်စီကပြောမဆိုဒီပွဲမှာဆိုကျွန်တော်တို့ဒီတကယ်မှာအနိုင်ယူဖို့သူနဲ့လိုအပ်တယ်။ဒီနေရာမှာဆိုဒီပွဲသူနဲ့၆တန်ပွဲစဉ်ဖြစ်တယ်။ ဒီဘောမှာသာမန်စီးတဲ့ပုံမှန်ဆိုရင်ကျွန်တော်ချစ်ချော်ပြည့်သူတွေနဲ့အာရှုံးခဲ့မယ်ဆိုရင်ကျွန်တော်တို့ကကျွန်တော်တို့အဆင့်ခွေဆိုဆင့်မြင်နေကြစီတယ်ဒီနေရာမှာဆိုရင်ဒီပွဲဆိုရင်ကျွန်တော်တို့ကလုံးဝကျွန်တော်တို့ဒီအာရှုံးလို့မရောက်နိုင်ဖို့သူတွေနဲ့လိုအပ်တယ်ဒီနေရာမှာဆိုရင်ဒီဘက်ကအစတန်ဘီလာကိုကြိတ်မယ်ဆိုရင်တကယ်မှအသင်ကောင်းမယ်ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီအစတန်ဘီလာမန်စီးသူတွေအမှတ်တူတွေအမှတ်ကတူတွေတူနေတယ်59မှာဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီမန်စီးကဒီပွဲကိုကျွန်တော်လုံးဝကျွန်တော်တို့ဒီအာရှုံးလို့မရောက်နိုင်ဖို့သူတွေလိုအပ်တယ်ဒီဘက်ကကျွန်တော်တို့ဒီအက်စတန်ဘီလာကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီအက်စတန်ဘီလာကကျွန်တော်တို့သူတို့အသင်းရဲ့ကျွန်တော်တို့ဒီခြေစွမ်းက တော်တော်လေးကောင်မှာကျွန်တော်တို့ဒီကောင်းလုံးနေဗျာ Aston Villa ကပြမဲ့ဆိုရင်ပြီးခဲ့တဲ့ပတ်မှာဆိုရင်ကျွန်တော် Newcastle ကိုကျွန်တော်တို့ဒီ4-1ကိုပြန်နိုင်ရရှိခဲ့တယ်။အဲပေါ်မှာဆိုရင်ကျွန်တော်တို့ Aston Villa ကျွန်တော်တို့ဒီခြေစွမ်းအောင်ကြည့်မယ်ဆိုရင်တတော်လေးကောင်မှာကျွန်တော်တို့ဒီကောင်းလုံးနေသူတို့တင်းရဲ့တိုက်စစ်ပိုင်းကတတော်လေးသူတွေနဲ့ကောင်းလုံးနေအဲပေါ်မှာဆိုရင် Newcastle ပြမဲ့ဆိုရင်အသက်ဆန်သူတွေနဲ့အာကောင်းဆုံးတပြုလုပ်ခဲ့တယ်။ဒီနေရာမှာဆိုရင်သူကဒရန်တိုင်းကန်တယ်။ပြမဲ့ဆိုရင် Aston Villa ကကျွန်တော်သူတို့တင်းရဲ့ကျွန်တော်ခြေစွမ်းကတတော်လေးသူတွေနဲ့ကောင်းနေတာတွေ့ရတယ်။ Aston Villa ကပြီးခဲ့တဲ့ပတ်မှာဆိုရင် New တွေနဲ့အာ4-1 ကိုပြည့်နိုင်တယ်အဲ့ရှိကျွန်တော်ဂျာမန်မှာဂျာပွန်မှာဆိုရင်တော့ချင်းမီလီမှာဆိုရင် PSG တို့နဲ့လိုင်းထားရှိတယ်ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီ Aston Villa ကျွန်တော်တို့ဒီပြမဲ့ဆိုရင်ကစားပွန်ကတော်တော်လေးမှဆိုရင်တော့ကောင်းတယ်တိုက်စစ်ခံတဲ့ကွန်းနဲ့မျှနေရရှိတယ်ဒါကပြင်သူတို့အတင်းလူစင်းမှာဆိုရင်ကစားမကတို့နဲ့အများကြီးရှိတယ်သူတို့အတင်းလူစင်းမှာဆိုရင်တိုက်စစ်ပွန်ကိုကြည့်မဲ့ဆိုရင်ကျွန်တော်တို့ဒီမာလန်တို့ပြီးတော့ကျွန်တော်တို့ဒီအိုလီဝါကင်းကျွန်တော်တို့ဖော့ရှ်ဖို့ SNC ကိုသူတို့ရှိရဲဒါပေကွင်းလက်ပိုင်ကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီ Morgan Water Jacob Ramsey အဲကျွန်တော်တို့ဒီ Tyler Smith ပြီးတော့ကျွန်တော်တို့ဒီ Onana သူတို့ရှိရဲနောက်တန်းကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီ Lucas Digne တို့ကျွန်တော်တို့ဒီဒီတိုင်ယုံမင်းတို့ပြီးတော့ကျွန်တော်တို့ဒီ Khonsa သူတို့ရှိရဲဘာမဲ့ဆိုရင်ကျွန်တော်ဒီပွဲစဉ်က Man City တို့လုံးဝကျွန်တော်တို့ဒီမလွယ်ကူဗျဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီ Man City ကိုကြည့်မယ်ဆိုရင် Man City ရဲ့ကျွန်တော်လူစင်းမှာဆိုတော့ဒီမှာဆိုတော့ Haaland တို့နဲ့ပါဖို့ကျွန်တော်ဒီ မရှိတော့ဘူးမရှိသေးဘူးကျွန်တော်ပြောစရာလက်ရှိကံသူတွေပြန်စင်းနေပြီဆိုရင်ဒီဘက်ကတော့ဘာလို့သူတွေလည်းမတိကြောက်သေးဘူးဒီနေရာမှာဆိုရင်ပြမဲ့ဆိုရင်မန်စီးတက်ဆက်ဘန်ကဒီဘက်မှာဆိုရင်ကျွန်တော်တို့ဒီရွှေကနေကြေးရှိရလက်ရှိမှာဆိုရင်မန်စီးကပြမဲ့ဆိုပရီးမီးယားလိပါဆိုသူတွေနဲ့အာရှုံးဝဲသူမရှိရသူတွေနဲ့ကြာပြီဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီဖွဲကသူတွေနဲ့ရှုံးချောင်းမိကြတာ နောက်ဆုံးဘုတ်ဆက်တဲ့ဘောစင်မှာဆိုလို့တော့လောကျွန်တော်ဒီမရှုံးတော့ပြောမှဆိုမှစီရီယပရီးမီးယံကဘက်မှာဆိုရင်သူတို့လည်းသုံးပွဲနိုင်တယ်နှစ်ပွဲတည်ကြတယ်ဒီနေရာမှာဆိုမှစီရီယကျွန်တော်ပြီးခဲ့တဲ့ကျွန်တော်ဒီဘောစင်မှာဆိုရင်အဲဘာနဲ့သူတို့လည်းထားရှိတယ်အဲဘောမှဆိုမှစီရီယကသူကခက်ခက်ကစားခဲ့တယ်လက်ရှိချိန်မှာဆိုမှစီတက်ဆက်မှာစီတက်ဆက်မှာဆိုပြီးဟာလန်ပေါ့ဟာလန်ပါတဲ့တက်ဆက်ပိုင်းကိုတီးမဲ့ဆိုရင်တော်တော်လေးကျွန်တော်တို့ဒီစိုးရိမ်မိတယ်ဗျာပြောမှဆိုရင်ကျွန်တော်တို့ဒီမာမုတ်ကကျွန်တော်တို့ဒီကစားပွဲကတီးမဲ့ဆိုရင်အဆင်ပြေတဲ့ဆိုပေမဲ့လည်းအဆုံးသက်ပိုင်း

အဲ့လိုမျိုးသူလည်းသူမို့လိုတယ်ဒါပြင်ကျွန်တော်နောက်တန်းပိုင်းမှားလို့မရအောင်တစ်ချက်တစ်ချက်လေးကျွန်တော်မှားလို့မရအောင်တစ်ချက်လေးမှားတယ်ဖက်ကစတူပီမှာဆိုရင်ကျွန်တော်ကစားသူလည်းအများကြီးတယ်ဒီနေရာမှာဆိုရင်မန်စီးအမှောက်ကျွန်တော်တော့ချောက်ကစားသူလည်းအများကြီးရှိတယ်ဒီနေရာမှာဆိုရင်ကျွန်တော်မန်စီးတူမှားဆိုရင်ဒီမှာဆိုရင်ကစားပုံရကျွန်တော်ဒီလုံးဝကျွန်တော်ဒီအမားခံလို့မရအောင်ဒါပြင်ကျွန်တော်ဒီရလပန်းဆိုင်ရလုံးဝကျွန်တော်ဒီအမားခံလို့မရအောင်ဒီဘက်မှာဆိုရင်မန်စီးကကျွန်တော်ပုံရဆိုရင်လည်းနိုင်မနိုင်မနိုင်မကိုရမယ်ကမဲဆိုရင်တည်ကြလို့မရအောင်အာရှုံလို့မရအောင် ဒီဘက်မှာဆိုမှစီးရတင်တော့ဒီနိုင်မောက်ရမယ်ဒီညမှာဆိုကျွန်တော်ဂရီလာဘလူးကြီးနဲ့လွတ်ထွက်လောင်းလဲဒါကိုကျွန်တော်ဆက်ဆောင်ကြည့်ရမယ်ဒီမှာဆိုဒီဘက်မှာဆိုကျွန်တော်ဒီမှာဆိုပွဲကိုချင်းကပုံလွတ်ထွက်ပုံမှန်ကန်ရမယ်ဒီညမှာဆိုဒီမှာဆိုကျွန်တော်ဒီဖက်ကဘိုင်းတို့စပတ်နေတဲ့မတော့တာပေါ်ကောင်းတယ်ဗျာ ဘန်ဒိုစပတ်ဘာလို့ပြောမလဲဆိုရင်ဒီမှာဆိုတော့အရင်ကတည်းကထားပေါ့ကောင်းတယ်ဘန်ဒိုစပတ်ကကျွန်တော်ပြောမလဲဆိုရင်ကိုယ်ကမှထက်ထားပြီဆိုရင်တိတ်ပြီးတော့အင်ပက်တူတော့မထွက်ဘူးဒါပြန်ဖိုးတဲ့မသုံးတာကျွန်တော်ဒီပိုကောင်းတယ်လက်ရှိမှာဆိုရင်ပြောမလဲဆိုရင်ဖိုးတဲ့ကကျွန်တော်ခြေစုံမှကြည့်မယ်ဆိုရင်ဘလို့မှကျွန်တော်ဒီအားစရာမရှိဘူးရင်းရမှာဆိုရင်ကျွန်တော်တို့ဒီဖိုးတဲ့ပါလာမန်ဆိုရင်မန်စီကပြောမလဲဆိုရင်တိတ်ပြီးတော့ခွင့်ရသူတွေနဲ့ရှိမှာမို့ဒါပြန်နောက်တဲ့နောက်တန်းမှာဆိုလက်ရှိချက်မှာဆိုရင်အစီအပြင်းနဲ့ကျွန်တော်တို့ဒီတစ်ခါဝင်းဒီရဲ့ကဘာတွေကို 73တင်တဲ့ဒီညမှာဆိုကျွန်တော်တို့ဒီအကန့်ကြီးကျွန်တော်တို့ဒဏ်ရာများလာပြီးဆိုရမယ်လေအကန့်ကြီးကိုကျွန်တော်နေမသုံးစေချင်ဗျာပုံမှန်ဆိုရင်အကန့်ကြီးရဲ့တရားဒီမှာဆိုရင်အမှားတူနေများတယ်ဒီညမှာဆိုရင်ဖက်ကကျွန်တော်တို့ဒီအစဉ်ပြင်းတဲ့အဝင်းဒီရဲ့ကဘာဒီကို73နာရီနဲ့ပိုကောင်းတယ်ဒီညမှာဆိုပုံမှန်ဆိုရင်စစ်တီကပုံမှန်ဆိုရင်တကယ်မှအရေးကြီးတဲ့ပွဲစဉ်ဖြစ်တဲ့နိုင်ဖို့တူနေလိုအပ်တဲ့ ဒါမျိုးပြောမယ်ဆိုတော့ပတ်ကတည်းကဒီပဲတင်းကိုကြည့်မယ်ဆိုတော့အတွန်ပြီးလားဘယ်လိုမှကျွန်တော်လည်းကိုယ်တိုင်ပြိုင်မှာမဟုတ်ဘူးဒီမှာဆိုကျွန်တော်ဒီကျွန်တော်သိရတဲ့ဆင်ကျွန်တော်ဒီခြေဆွဲအဲဒါအပြင်ကျွန်တော်အဆင်ပြေကျွန်တော်ခြေဆွဲရကြည့်မယ်ဆိုတော့ဒီပွဲစီကမန်စီအတွက်ဘယ်လိုမှကျွန်တော်လိုကယ်လိုကယ်တူတဲ့ပွဲတစ်ဖြစ်လို့တူတယ်မရှိဘူးဒီမှာဆိုပြမယ်ဆိုမန်စီရဲ့နိုင်ခြင်းနဲ့ဆိုရင်အပွဲစာပွဲစစ်တွေအမှားလုံးကကျွန်တော်လီလိုလိုမရဘူးပြောမယ်ဆိုတော့ကျွန်တော်ပြောမယ်ဆိုရင်အမှားလုံးကမရှိမှတပွဲတူတယ်နိုင်ပွဲတူတယ်အခွင့်အရေးတူတယ်များပဲဒီမှာဆိုမန်စီတူတယ်နိုင်ပွဲတူတယ်နိုင်ပွဲဘယ်လောက်ကျွန်တော်ဒီနိုင်နိုင်ခြင်းရှိမလားချက်ဆောင်ကြမယ် ဘယ်လိုဖြစ်သူရကစားမလဲစောင်းကြည့်ရမယ်ဒါကကျွန်တော်ဒီခွက်ကျွန်တော်အစမလေးကျွန်မစီပြောလားအဲ့လိုပြောပြလားအလုံးကျွန်တော်ကိုပါအဲ့တော့ကောင်းနေပြစီဖီတော့ဘယ်လိုဖြစ်နေမလဲ